ကဲမင်္ဂလာပါမျိုးလေးဒီကနေ့ကတော့เนาะဟိုအဖွင့်မလှဘူးလို့ပဲပြောရမှာပေါ့เนาะအဖွင့်မလှအတွက်ကျွန်တော်လည်းအားနာစွာနဲ့ပဲเนาะဟို live တက်ရတာဖြစ်ပါတယ်ဗျာเนาะကျွန်တော်ကဘာလို့ဒီမှာပတ်စံယူထားတာမဟုတ်ပင်မဲ့လဲကျွန်တော်တွင်ဒီဒီမှားတဲ့ခါမှာကျွန်တော်အမျက်နှာပူတဲ့အားနာတယ်ပေါ့เนาะဒါပေမဲ့အမြဲတမ်းတော့မှန်မနေဆိုအမြဲတမ်းလည်းပြက်မနေဘူးဒီ key line နေဆိုတာအမျိုးလိုအတိဆုံးပဲเนาะကျွန်တော် key line နေကဆယ်ခွေတခွေပြက်ထားเนาะအခုတော့ပြက်တာနဲ့တော့ကြုံနေပေါ့ဟုတ်လားအဲ့တော့ကျွန်တော်ကတော့ပြက်ပြက်တယ်ပဲเนาะဟို ဘာမှဖုံးပြီးပြီးပြောနေမပြောဘူးဘာဖြစ်လို့ဆိုကျွန်တော်ဒီဖုံးပြီးပြီးပြောပြီးဟိုရောင်းစားနေလူတယောက်လည်းမဟုတ်တဲ့အတွက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကနေ့မှန်တာဆိုလို့တစ်ပရိတ်49ဆိုတာဟာ main ပရိတ်ကလေးမှန်ခဲ့တယ်နောက်တစ်ခါကျွန်တော်တို့တန်းထိုးတဲ့လူတွေအောင်နေဆိုပြီးလာပြောတယ်သူတို့ကတော့မနေ့ကောညာရောရလိုက်တယ်ပေါ့နော်ခွန်ခွန်နော်အပေါ်တလုံးအောက်တလုံးနောက်တစ်ခါခွန်၄အ၄ခွန်ဒီမှာ၄ဒီမှာခွန်ဆိုပြီးတော့နှစ်ကြိမ်တိတိသူကသူ့ရဲ့ဂရန်နေတိုင်းအနည်းဆုံးနှစ်ကြိမ်ထွက်ရမယ်ဆိုတော့ နှစ်ကြိမ်နှစ်ကြိမ်ကိုစောစောစီးစီးတနင်္လာနေ့မှာဈေးဥပဝါတဲ့အတွက်အင်္ဂါပုတ္တဟုကြာစပြီးတောက်ကြအတွင်းမှာလည်းဒီတန်းကအနည်းဆုံးတစ်ကြိမ်နှစ်ကြိမ်တော့ထပ်ဝင်လေဦးမယ်လို့ကျွန်တော်ထင်ပါတယ်เนาะဝင်မမယ်လို့တော့ကျွန်တော်ကအာမမခံရဲဘူးဒါပေမဲ့ဝင်ဖို့များတယ်ပေါ့เนาะနောက်တစ်ခါကျွန်တော်တို့ဒီတန်းလေးကတော့ဟိုတုံးချနေအညီကိုတယောက်ဆိုရင်ပြီးခဲ့တဲ့ဘက်ကကျွန်တော်မိုဘိုးလေးလာပေးတယ်เนาะဒီတန်းလေးနဲ့အဆင်ပြေနေလို့ပါတဲ့ကျေးဇူးတင်ပါတယ်เนาะပေးတဲ့ညီကိုလည်းအဲ့မှာကျွန်တော်တို့မွေးဗရိတ်ကလေးကြံတယ်เนาะနှစ်ခွန်မွေးဗရိတ်အဲ့ဒါလေးတော့တတိထားပြီးတော့ကစားကြပါเนาะ ကြိုက်ရင်မွေပြိတ်ထိုးတဲ့လူတွေလည်းဆက်ကစားပေါ့နော်ပြက်တော့ပြက်ခဲပါလေကဲတွက်လိုက်ကြအောင်ဗျာ20လေးတွေနဲ့ပဲစလိုက်ကြအောင်နော်အဲ့တော့ကျွန်တော်20ကပါလေဘယ်ကစမလဲဆိုရင်၄5 32ကစမယ်၄5 32 32 32 32 34 8296 8296ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်တွက်တဲ့20လေးတွေကတော့ရိုးစင်းပါတယ်နော် ကျွန်တော်တို့တော်နီးအပြောင်းလဲတွေတိတ်မလို့တော့ဘူးဘာဖြစ်လို့လဲဆိုရင်တချို့ကရွှေချောင်းသားနဲ့ရွှေလက်ကြီးနဲ့ဘလို့ဖြစ်တဲ့ညာလို့ဖြစ်တဲ့ဆိုရင်အတန်လေးထွက်လို့နော်ကဲတခါတည်းပဲအားလုံးတူညီတော့ပဲတွက်ပေးမယ်နော်အဲ့တော့ကျွန်တော်တို့ဘလို့တွက်တယ်လဲဆိုရဲခါကြတော့ဒီမှာငားရယ်ဘလို့ဖြစ်သွားတာဆိုပြီးဒီမှာငားရယ်ဟာဒီ9ရဲ့ကျွန်တော်တို့ဒီ3ရဲ့ပေါင်း ရှင်းနဲ့ဒီ6နဲ့ပေါင်းတော့4ပါတဲ့4 4ရဲ့နှက်ခတ်က2 2ရဲ့ပါဝါခွန်4နှစ်ခွန်ဆိုတော့ဂီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတာကြည့်လိုက်ရအောင်ခွန်ရှင်းတဲ့ခွန်ရှင်းမှာခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်နောက်တစ်ခါခွန်3ညတဲ့ခွန်3ညမှာလည်းခွန်တလုံးထိပြီးတော့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ ဲနောက်တစ်ပြင်ကိုတွက်ပါမယ်639956 9653695ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲအဲ့ဒါကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုရင်ဒီ6ဒီ3ညရဲ့ဒီ4ရဲ့ပေါင်းတော့4ဒီ9နဲ့ပေါင်းတော့9ပါတဲ့9ရဲ့နှက်ခက်က6 6ရဲ့ပါဝါ1 9 6 1ဆိုတော့ ကြီးသုံးလုံးဒီဘင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့6နှစ်တ6နှစ်မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်ကိုကိုတဲ့ကိုကိုမှာလည်း6တလုံးထိပြီးညာဝမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြုံတွက်ပါမယ်ကိုကို၄၅၃၄၃၂၃၄၃၂ 6ကိုနှစ်ဆိုပြီးဒီလိုမျိုး ကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ6ရဲ့ဒီ3ရဲ့ပေါင်းတော့6 6နဲ့2နဲ့ပေါင်းတော့7ပါတဲ့1ရဲ့နှစ်ခက်က8 8ရဲ့ပါဝါ3 183ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့53 53 53မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ် ်နှစ်ရှင်းတဲ့နှစ်ရှင်းမှာလဲကျွန်တော်တို့ရှစ်တလုံးထိပြီးညာဝမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့လေးနှစ်လေးချောက်လေးနှစ်လေးချောက်3 5 3 3 5 3ရှိရှိ5 3ရှိရှိ5 3ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီနှစ်ကဲဒီခွန်ရပေါင်းတော့6ဒီ3နဲ့ပေါင်းတော့ နှစ်ပါတဲ့နှစ်နှစ်ရဲ့နှကကလေးလေးရပါပါကိုနှစ်လေးကိုဆိုတဲ့ကြီးဆုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့တတီတမအောင်မအောင်ဗျ96 96တဲ့96မှာတော့ကျွန်တော်တို့ကိုတလုံးထိပြီးတော့အောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်ပြန်တွက်ပါမယ်95 99 95 99 ကို3 3 5936ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ9ရဲ့ဒီတိကဲပေါင်းတော့6ဒီကျောင်းနဲ့ပေါင်းတော့2ပါတဲ့နှစ်နှစ်ရဲ့နှစ်ခက်က4 4ရဲ့ပါဝါကို2 4ကိုဆိုတော့ကြီး3လုံးပါပဲတဲ့ဒီပြန်မှထပ်ထွက်ရပါအောင်မယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့6 6တဲ့6မှာကျွန်တော်တို့6တုံးထိပြီးအောင်ခဲ့ပါတယ်ရှိ ရှစ်ချောက်တဲ့ရှစ်ချောက်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျเนาะကျန်တော့ဒီဘုံတွက်ပါမယ်566566 00000 2816 2816ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ6ရဲ့ဒီခွန်ရပေါင်းတော့3ဒီ6နဲ့ပေါင်းတော့9ပါတဲ့ကို9ရဲ့နှက်ခတ်က6 6ရဲ့ပါဝါ1 6 1ဆိုတဲ့ကီးသုံးလုံးဒီဘက်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ခွန်1တဲ့အဲ့မှာ1တုံးထိပြီးအောင်ခဲ့ပါတယ်16 16တဲ့16မှာတော့1ကော6ကောထိပြီးတော့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့အဲ့ဒီလိုကျွန်တော်တို့မှန်လာခဲ့တဲ့နီးတွေဟာနောက်တစ်ပြင်ကျွန်တော်ကြမ်းမိုင်းမကောလို့နားရရင်မှာအဲ့ဒီတစ်ပြင်ဟာပြတ်သွားပါတယ်နောက်ပြီးတော့ဆက်မှန်တာ ဖြစ်တဲ့အတွက်ဒီနီးကိုကျွန်တော်အသုံးပြုခြင်းပဲဖြစ်တယ်အဲ့တော့ပြတ်ထားတာဖြစ်တယ်ငါတို့တော့မကြိုက်ဘူးမယူဘူးကွာဆိုတဲ့သဘောပါပဲเนาะအဲ့တော့နောက်တစ်ခါ9956 9956ရှေ့ရှေ့9956 9956ဆောင်းနေ48 6248ဆိုပြီးကျွန်တော်ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါဝတ်အတွက်မဲ့ဆိုရင်ဒီ9ရဲ့ဒီ9ရဲ့ပေါင်းတော့8ဒီ8နဲ့ပေါင်းတော့6 6 6ရဲ့နှစ်ခက်က9 9ရဲ့ပါဝါ4 6 9 4ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီအပြင်မှာထွက်မသွားဘူးဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ခွန်ရှိတဲ့မအောင်ပါဘူး3 5တဲ့မအောင်ပါဘူးဗျနော်မအောင်မဲနဲ့ဒီအပြင်မှာကျွန်တော်တို့ပြက်ခဲ့ပါတယ်ဆက်ပြီးတွက်ရအောင်ပြက်ပြင်မဲ့လဲပြက်မှန်သလားဆိုတာသိရအောင်6 5 6 6 5 6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  D846 D846 ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ5ရယ်ဒီ1ကပေါင်းတော့6ဒီ6နဲ့ပေါင်းတော့နှစ်ပါတယ်2ရက်နဲ့ခက်ခက်4 4ရက်ပါပါကို2 4 9ဆိုတော့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုရဲခါကြတော့39တဲ့39မှာကိုကိုတလုံးထိပြီးအောင်ခဲ့ပါတယ်66 66တဲ့66မှာတော့မအောင်ပါဘူးဗျเนาะကဲအဲ့တော့ကျွန်တော်တို့ပြန်မှန်လာရင်နီးလေးမလို့အင်္ဂါနေ့အတွက်ကီးလေးထုတ်လိုက်ကြအောင် တုံညာနှိငါကို2639နှိ6 3 5ခွန်ခွန်ခွန်လေးခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီနှိကဲဒီ3ရဲ့ပေါင်းတော့5ဒီခွန်ရဲ့ပေါင်းတော့2ပါတဲ့နော်2 2ရဲ့နှက်ခက်က4 4ရဲ့ပါဝါ9 နှစ်လေးကိုဆိုတော့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲကောင်းပြီအဲ့ဆိုရင်ကျွန်တော်တို့ကကြီးထိတ်ကလေးနဲ့စဉ်းစားကြည့်လဲအောင်ကြီးထိတ်ကတော့ဒီကနေ့ပြတ်ပါတယ်เนาะအဲ့တော့ဆက်ပြီးတော့ကျွန်တော်တို့မမမမူဆိုတော့အတန်မပြောတာဆိုတော့ကျွန်တော်20နီးမြသည်ဒီချိန်ဒလီတော့ပြတ်တက်တာလွယ်လို့တော်တော်မာတဲ့နီးမြဖြစ်တဲ့အတွက်ကျွန်တော်တို့ဆက်ကစားပါမယ်69ထိတ်ကရတော့6 9လေးဖြစ်ပါတယ်တဲ့เนาะခုနကကီယိုယိုကကျွန်တော်တို့ နှစ်၄၉ပါတဲ့နှစ်၄ပါတဲ့အဲ့တော့ကျွန်တော်၄၉၄၉ဆိုပြီးတော့ကိုင်းညီနေရအတွက်အပေါ်နဲ့အောက်နဲ့ကတ်မယ်ဆိုရင်ကျွန်တော်တို့အပူးတွေကြီးပဲဖြစ်သွားမယ်เนาะအဲ့တော့ကျွန်တော်အပူးတွေကြီးပဲဖြစ်နေတဲ့အတွက်ဘရိတ်နဲ့ပဲကတ်လိုက်မယ်เนาะဘရိတ်နဲ့ကတ်မယ်ဆိုရင်ဘရိတ်က၄တ၉၆ပါတဲ့အဲ့မှာ၄တ်ဒီ main brake ဖြစ်ပါတယ်တဲ့အဲ့တော့ကျွန်တော်ကတ်လိုက်မယ်၆၆ကို၄ brake ဖြစ်အောင်၆၈ ချောက်ကိုတိပရိဖြောင်း65ချောက်ကိုကိုရဖြောင်း63ချောက်ကိုချောက်ရဖြောင်း60ကိုနေရဖြောင်း95ကိုနေရဖြောင်း62ကိုကိုပရိဖြောင်း93ကိုကိုချောက်ပရိဖြောင်း69အဲ့ကလေးလေးတော့ကျွန်တော်အောက်မှာရေးလိုက်မယ်နော်လေးကိုလေးပြိဖြောင်း40လေးကိုတစ်ပြိဖြောင်း40ခွန်40ခွန်တော့ထပ်ပြီးသားလေးကိုကိုပြိဖြောင်း55 လေးကို6ပြိဖြစ်အောင်၄နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်တာပါတယ်အကဏ္ဍနေထွက်ရပါတယ်ရတဲ့ခါကျတော့ကျွန်တော်တို့ဒါကို main break ကလေးတွေနဲ့ညီတာလေးတွေထုတ်မယ်ဆိုရင် main break ဖြစ်တဲ့၄ break တစ် break ၄ break တစ် break ဒီမှာ၄ break ဒီတစ် break ရတော့ကျွန်တော်ထွက်ပြီးသားဖြစ်တဲ့အတွက်မယူတော့ပါဘူးเนาะအဲ့တော့ကျွန်တော်တို့အဲ့မှာပြန်ပြီးကြည့်မယ်ဆိုရင်နှစ်၄ကိုဆိုကီးနဲ့ထိတာကဒီကောင်ရယ်ဒီကောင်ရယ်ဒီကောင်ရယ်ပဲထိတယ်အကျန်တဲ့ကောင်ကနှစ်၄ကိုကီးနဲ့တော့မထိဘူး မထီတဲ့အတွက်ကျွန်တော်နှစ်လုံးကိုကြီးနေထီတာလေးတွေကပို့ပြီးအားလာအားအတာတယ်လှတယ်လို့ပြောရမှာပဲဖြစ်ပါတယ်အဲ့တော့65 62 40တဲ့နော်အဲ့3ကွက်ပဲဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီညမှာအရန်နေနဲ့ထည့်တင်တာကတော့68နဲ့65ဖြစ်ပါတယ်နော်ကဲအဲ့တော့ ကျွန်တော်ဒီ၃ခွက်ဒီ၃ခွက်မှာဆိုရင်လည်းခုနကျွန်တော်တို့ဒီကနေ့ဈေးဥပောက်လှခဲ့တဲ့တန်လီပေါ့နော်ဒီတန်လီနဲ့လည်းကိုင်းညီတာဆိုရင်ကျွန်တော်တို့အဲ့မှာဘာရှိသလဲဆိုရင်တန်လီနဲ့ကိုင်းညီတာက9ပေါ့နော်9ဆိုရင်ဒီမှာ9ဒီမှာ9 9ကိုနှစ်ကတော့ကျွန်တော်အောက်တန်းနဲ့ဖြစ်တဲ့နောက်က၄၃ညဒီမှာ၄ဒီမှာ၃ည၄၃ညเนาะအဲ့တော့ ဟို6 5တို့6 7တို့အတန်းနဲ့မကိုက်ဘူးအဲ့တော့တန်းနဲ့ကိုက်ညီတာလေးတွေပို့ပြီးထိုးခြင်းနဲ့ဆိုရင်ကျွန်တော်တို့6 5ရယ်40ရယ်ဖြစ်ပါတယ်เนาะအဲ့နှစ်ကွက်ကိုကျွန်တော်ပို့ပြီးတော့ကျွန်တော်တို့တန်းနဲ့လည်းကိုက်ညီတယ်ကီးနဲ့လည်းကိုက်ညီတယ်ထိတ်နဲ့လည်းကိုက်ညီတဲ့အတွက်ကျွန်တော်အနေနဲ့အကြိုက်ဆုံးရှိပါတယ်ကျွန်တော်လည်းဒါပဲထိုးမှာပါအကြိုက်တွင်တော့ယူပါအကြိုက်မတူလို့မကြိုက်ဘူးငါတို့ကငါတို့ယူမဲမင်းကြီးကထိတ်ပဲယူသုံးမယ်ဆိုလဲသုံးကီးပဲယူသုံးမယ်ဆိုလဲသုံးပြိတ်ပဲယူသုံးမယ်ဆိုလဲသုံးကြိုက်နှစ်တရာကိုသုံးပါเนาะကျွန်တော်ကအကြံပေးခြင်းပဲဖြစ်ပါတယ် ဆရာလှုပ်ခြင်းမဟုတ်ပါဘူးကဲအဲ့တော့ဒီကနေ့တော့ကျွန်တော်ရဲ့ဗီဒီယိုတင်ဆက်မှုတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးရင်အဖွင့်နေ့ကမရကြပါနဲ့အင်္ဂါနေ့မှာတော့လှလှပပရကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးရင်ဒီကနေ့ဗီဒီယိုဖိုင်လေးကိုဒီမှရင်ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ